ုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့တရားတော်မျှဝေရာဓမ္မ House မြန်မာ Channel မှကြိုဆိုပါတယ်ရှင်ပညာဆိုတာဘယ်လိုနည်းနဲ့ရနိုင်တော့အလောကကြီးကအလောကဘီလူကြီးကမျက်စောများကိုမေးတယ်ပညာဆိုတဲ့ခေါ်အားကိုဘယ်လိုလုပ်အောင်ဘယ်လိုလုပ်ပြီးရယူရမလဲဆိုမျက်စောများကဖြေတယ်မင်းတတ်ချင်တဲ့စိတ်ရှိလို့ရှင်ပညာရပါတယ်နားထောင်ရင်လည်းစိတ်ရှိပညာရပါပါ ောအခုတရားပွဲလာတယ်တရားနာခြင်းတရားနာခြင်းနဲ့စိတ်ဆန္ဒကြောင့်တရားနာရတယ်နာတဲ့အခါအတိညာဉ်မတိုးဘူးလားအေးဒါပညာရတယ်ဆိုတာဆောင်းဆိုင်နေစရာမလိုဘူးဒီပညာသိတာနဲ့မသိတာကြောချင်းကပ်နေတာခဏမသိဘူးခုသိတယ်ဟောချက်ချင်းသိတယ်အေးဒါကြောင့်မလို့ပညာဆိုတာပညာရဖို့အတွက်ဘယ်လိုလုပ်ရအောင်လို့ဆိုလို့ရှိရင်တရားနာရတယ် မှန်ကန်စွာရေးချတဲ့စာအုပ်စာတမ်းတွေဖတ်ရှုရတယ်။ကုရတ္တတိလိမ္မာတဲ့ပုံကိုယ်တွေတွေ့ရင်မေးရတယ်၊မြန်ရတယ်၊မှတ်သားရတယ်။ဘုံသူတ္တစီမှုရတယ်။အဲ့ဒီနည်းဖြင့်ကုသနာမှာပညာခွန်အားဆိုတာပြည့်အောင်လုပ်ပါမယ်။လောကီပညာပဲဖြစ်ဖြစ်လောကုတ္တရာပညာပဲဖြစ်ဖြစ်ပညာဆိုတာရအောင်။အခုမြတ်စွာဘုရားကပညာခွန်အားဆိုတာအခြေခံကနေသိအောင်လုပ် လုတ်တဲ့မလုတ်တဲ့ကိုတိတတ်တဲ့ပညာမျိုးကိုအဓိကထားပြီးဟောတယ်ဒီနေရာမှာဟုတ်ကဲ့တိတဲ့ပညာကောင်းလာပြီဆိုရင်ဥပမာမဲ့ဝိပဿနာပညာတရားဓမ္မကိုဘယ်လိုရှုရလဲကမ္မထံဘယ်လိုအထုတ်ရလဲကမ္မထံအထုတ်ပြီးရပညာတွေကြတော့ကိလေသာအာသောကုန်သွားပြီးနောက်ဆုံးတဏှာဝကလွတ်သွားနိုင်တာလေဟောဒီပညာခွန်အားနဲ့ပဲဟုတ်ကဲ့ဒါကြောင့်မိတ်ဆွေရှင်ပါတဲ့မှာမြတ်စွာဘုရားဟောထားတယ်ဆိုသမ္မာဒိဋ္ဌိတဲ့လေ သမထိဋ္ဌိဆိုတာ right understanding ပဲအမှန်မြင်တာအမှန်မြင်တယ်ဆိုတာမျက်စိနဲ့မြင်လို့မရဘူးဉာဏ်နဲ့မြင်တယ်နော်အေးအမှန်မြင်တယ်ဆိုတဲ့ပညာနဲ့ရသော်ပြားကဘယ်ကိရှိပါ့ကိုခေါ်ထတာအမှန်မမြင်ဘူးဆိုတဲ့အဝိဇ္ဇာနဲ့ပဋိစ္စသမုပ္ပါဒ်ကိုခေါ်ထတာတန်တရားနေပြီဆိုရင်အမှန်မသိရင်တန်တရားလဲတဲ့အမှန်သိရင်တန်တရားပြတ်တယ် အမှန်မသိလို့ရှိရင်ဒုက္ခရောက်တယ်အမှန်သိလို့ရှိရင်ချမ်းသာဒီတိုင်းသွားနော်ဒါကြောင့်မလို့အခက်ခဲမှန်တယ်များကြော်လွားဖို့ရတဲ့ပညာဗလလို့ဆိုပညာခွန်အားတစ်ခုကိုယ်တဏ္ဍာမပြည့်သေးရင်ပြည့်အောင်လုပ်ပါလူတွေကကာယဗလရအောင်တော်နစ်တွေတို့ဗိုက်တာမင်ဆေးတွေတို့တောက်ကြဗာပြည့်လို့အားရှိအောင်စားတယ်ကောင်းတာတွေဗာပြည့်လို့အားရှိအောင် ခန္ဓာကိုယ်ကြီးအားရှိအောင်လုပ်တယ်။သို့သောအတိညာခွန်အားရှိအောင်လုပ်ဖို့တော့မေ့တည်တတ်တယ်နော်။အတိညာလည်းခွန်အားရှိအောင်လုပ်နေရမယ်။အဲ့ဒါကိုမမေ့နဲ့။ပညာခွန်အားဖြည့်နေဖြည့်နေကိုလိုအပ်တယ်ဟုတ်ကဲ့။သူကလည်းအားဖြည့်ပြီးမှဖြည့်တယ်။ဘုရားမြတ်စွာဟောထားတဲ့တရားဓမ္မတွေဟာပညာသမုဒ္ဒရာကြီး။ ုံးမကုန်နိုင်တော့မြတ်စွာဘုရားဟောထားတယ်ပေးထားတယ်ပညာရဲ့ဒီကလေးခေတ်မြန်မာနိုင်ငံမှာပိဋကတ်ဥစ္စာကြားဘူးကြသုံးဒီဒီပြီးတော့ပိဋကတ်သုံးပုံအစမ်းနဲ့2000 3000လောက်အနေထားရှိအဲ့ဒီမှာဟောထားတဲ့ပညာရက်တွေအမတန်မှများအမတန်မှစုံနေ လောကီပညာတွေလည်းပါတယ်လူမှုဆက်ဆံရေးပညာတွေလည်းပါတယ်စီးပွားရေးပညာတွေလည်းပါတယ်နိုင်ငံရေးပညာတွေလည်းပါကုန်ပါတယ်ဖြစ်တယ်ပညာဆိုတာပဲပညာပဲဖြစ်ဖြစ်ပညာဆိုတာချက်စားဖို့မဟုတ်ဘူးစဉ်းစားတတ်ဖို့ပဲခွဲခွဲခြားခြားသိတတ်ဖို့ပဲပညာဆိုတာကဟုတ်ကဲ့အေးဒါကြောင့်မို့လို့ပညာခွန်အားကိုမိမိတို့တဏှာမရှိသေးရှိအောင်လို့ ရှိလာပြီဆိုရင်အဲ့ဒီပညာခွန်အားရှိလာပြီဆိုရင်ခုနကပြောရတဲ့အခက်ခဲတွေကိုကျော်လွှားနိုင်တယ်လို့မှတ်ပါနောက်တစ်ခုရှိရမယ့်အားကဝီရိယအားပြင်းနေလို့တော့ဘာမှမဖြစ်ဘူးကြိုးပမ်းအထောက်အထူရှိရမယ်ဟုတ်ကဲ့စီးပွားရှာတဲ့နေရာမှာလည်းဝီရိယရှိရတာပဲပညာရှာတဲ့နေရာမှာလည်းဝီရိယရှိရတာဒီနေရာမျက်စောပြန်ဆိုလိုတာကတော့ဓမ္မနဲ့ပတ်သက်ပြီးတော့ ဝိရိယအားဆိုတာဘာလို့ဆိုရင်ကုသဏ္ဍမှာမကောင်းတဲ့စိတ်တွေအကုသိုလ်စိတ်တွေဝင်လာလို့ရှိရင်ကျွန့်ထုတ်ဖို့ကြိုးစားရတဲ့ဒါတစ်ခုဒီလေရှင်းရှင်းပြောရလို့ရှိရင်အိမ်မှာပြီးသားစုအချင်းချင်းရံဖြစ်ပြီးစိတ်ဆိုးရင်စိတ်စိတ်ဆိုးတဲ့စိတ်တွေအကုသိုလ်ပဲအဲ့ဒီစိတ်ဆိုးပြီးကြောက်တယောက်ရံဖြစ်နေတဲ့ဒီအကုသိုလ်စိတ်ကိုတွန်းထုတ်နိုင်အောင်ကြိုးစားလူတွေကလူဘုရားအနိုင်ယူနေတာကိုယ်စိတ်ကိုမနိုင်ကြဘူး ရံဖြစ်လို့ရှိရင်လူကိုရရမှာမဟုတ်ဘူးရံဖြစ်တဲ့စိတ်ကိုရရမှာဘာဖြစ်လို့လဲဆိုရင်လူလေးမတဲ့တဲ့အချိန်ကျတာပြောတယ်တဲ့ပြီဆိုတော့လူပြုံးနေကြအေးလောကလူတွေဟာဒီဒေါသဖြစ်လာပြီဆိုလို့ရှိရင်မပြောသင့်နဲ့မထက်မထက်သင့်မထက်တိုက်တဲ့စကားလုံးတွေကလည်းကထွက်ကုန်ဒေါသကြောင့် အဲ့တော့ဘသူ့ကိုကိုယ်ကနိုင်အောင်ကြိုးစားမှာတော့ဆိုရင်ကိုယ်စိတ်ထဲမှာဖြစ်တဲ့ဒေါသကိုနိုင်အောင်မကြိုးစားသင့်ဘူးလားအေးဒေါသကိုတော့နိုင်အောင်မကြိုးစားဘဲနဲ့လူကိုသွားနိုင်အောင်ကြိုးစားနေတာမှားနေတယ်ဟုတ်ကဲ့အကြောင်းမို့မြတ်စွာဘုရားကဝိရိယစွမ်းအားဝိရိယခွန်အားဆိုတာတဲ့ကိုယ်စိတ်ထဲမှာ မကောင်းတဲ့စိတ်ဓာတ်တွေဝင်လာလို့ရှိရင်တွန်းထုတ်ဖယ်ရှားနိုင်ဖို့ကြိုးစားပါ။နောက်ကုသိုလ်စိတ်တွေကောင်းတဲ့စိတ်တွေကုသနာမှာမဖြစ်သေးဘူးဆိုမဖြစ်ဖြစ်အောင်ကြိုးစားပါ။အဲ့ဒါကိုပဲမဂ္ဂင်7ပါးထဲမှာတမ္မာဝါယမလို့ပြောတာပဲ။မှန်ကန်စွာကြိုးစားအပ်တော်မူ။အဲ့ဒါကိုအကျယ်ချနိုင်လို့ရှိရင်၄မျိုးရှိပြီ။မှန်ကန်စွာအထုတ်မှုက၄မျိုးတဲ့။ဘာ၄မျိုးတော့လဲ။ဒါလက်တွေ့လုပ်ကြည့်။ အကုသိုလ်မဖြစ်သေးရင်မဖြစ်အောင်ဆုတ်ပိတ်တာဒါတစ်ခုဟုတ်ကဲ့မဖြစ်စေနဲ့မျက်စိကကြည့်ပြီးတော့လည်းအကုသိုလ်မဖြစ်စေနဲ့နားကနားထောင်ပြီးတော့လည်းအကုသိုလ်မဖြစ်စေနဲ့နှာခေါင်းကနှမ်းရှုပ်ပြီးတော့လည်းအကုသိုလ်မဖြစ်စေနဲ့လျှာနဲ့လျှက်ပြီးတော့လည်းအကုသိုလ်မဖြစ်စေနဲ့ခန္ဓာကိုယ်ကကြည့်ကြည့်တော့လည်းမဖြစ်စေနဲ့စိတ်ထဲကကြံကြွေးပြီးတော့လည်းအကုသိုလ်မဖြစ်စေမဖြစ်အောင်ဆုတ်ပိတ်တာ လောလဝိရိယတစ်ခုပဲဟုတ်ကဲ့ဟေးမဖြစ်အောင်ဆုတ်ပိတ်နံပါတ်1ကဲဆုတ်ပိတ်လို့မရဘူးအကုသိုလ်ကပေါ်လာဆိုပါစို့တရားနဲ့တရားခံမသိလို့စိတ်ဆိုးစရာကျုံလာပြီဆိုရင်မဆိုးအောင်ဆုတ်ပိတ်မဆိုးရင်ကမဆိုးအောင်စိတ်မဆိုးမိအောင်ဆုတ်ပိတ်ရမယ်ဟုတ်ကဲ့အကယ်၍ပတ်တတ်နိုင်လို့စိတ်ကဆိုးမိသွားပြီဆိုလို့ရှိရင်ဖယ်ရှားဖို့ကြိုးစားဟောဒါလည်းကြိုးစားရတယ်ဟုတ်ကဲ့ တဦးတို့မေတ္တာမထားနိုင်လို့ရှင်မေတ္တာထားနိုင်အောင်ကြိုးစားထားထားမေတ္တာကိုကြီးပွားအောင်ကြိုးစားဘယ်နှခုလို့၄ခုအဲ့ဒါကိုတမ္ပပဒံတရား၄ပါးလို့ခေါ်တာတခြားကြိုးစားမှုလို့ပြောတာမဟုတ်ဘူးတရားမှုဝီရိယဗလဝီရိယခွန်အားဆိုဒီမှာမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်ရအောင်ဆုတ်ပိတ်ထားခြင်းဖြစ်ပြီးသားဖြစ်လာတဲ့အကုသိုလ်တွေကိုလည်းဖယ်ရှားပြနိုင်မှုကြိုးစားခြင်း မဖြစ်သေးတဲ့ကုသိုလ်စိတ်တွေစိတ်ကောင်းတွေကုသဏ္ဍမှာဖြစ်အောင်တည်ဆောက်ပေးတယ်။တာပြီးတဲ့နောက်ကြီးထွားလာအောင်ကြိုးစားခြင်း။ဟုတ်ကဲ့လား။အဲ့ဒီ၄ပါးကြိုးစားလို့ရှိရင်ဟောဝိရိယဗလာလို့ဆိုခေါ်တဲ့ဝိရိယခွန်အားတွေကုသဏ္ဍမှာပြည့်လာမှာပဲ။ဒါမပြည့်ဖြစ်အောင်လုပ်ရအောင်နော်။အဲ့ဒီဝိရိယအားရည်နဲ့ဆိုလို့ရှိရင်ခုနပြောတဲ့အခက်အခဲတွေအားလုံးကြုံလွားသွားနိုင်တယ်